Hello အားလုံးမင်္ဂလာပါအခုကတော့တိုက်ရိုက်မေးတိုက်ရိုက်ဖြေနိုင်အောင်လို့အခုလိုမျိုးလိုက်လွန်ပေးလိုက်တာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ် Hello ကျွန်တော်မော်တော်နီကဆိုင်ရဲ့ချစ်သူမိတ်ဆွေတွေအားလုံးနေကောင်းကျန်းမာပါစွာနော်နေကောင်းကျန်းမာမယ်လို့ထင်တယ်နော်ကျွန်တော်မော်တော်နီကဆိုင်ရဲ့ချစ်သူမိတ်ဆွေတွေဘယ်မျိုးတွေကနေကြည့်ရှုနားဆင်နေကြပါသလဲခွန်းမန့်လေးမှာကိုကြည့်ရှုနေတဲ့မြို့နံမယ်လေးကိုတစ်ချက်လောက်ရေးပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်အလက်ကျဖြေဆိုပေးပါမယ်ခင်ဗျာ ရွှေဘူဒါလေးကောင်းပါရှင်မင်္ဂလာပါပထမမှတ်ပါတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ကိုညီလင်းထည့်ရေမင်္ဂလာပါထိုင်းမင်းအတွက် license နဲ့ချပေးဖို့ရှိနိုင်လားဗျာတဲ့ခုက WD ဖန်တာဆိုတော့တဲ့ဟုတ်ကဲ့လောလောဆယ်တော့ license နဲ့ချပေးဖို့ဘာမှတော့မကြားသေးဘူးပါဘူးနော်ဘာမှတော့မကြားသေးဘူးပေါ့နော်အဲဆိုတော့ဒီချပေးဖို့အစီအစဉ်အင်းရှိမရှိရတော့ဒါတစ္ဆန်ရာဝန်ကြီးဌာနအပေါ်မှာမူတည်တယ်ပေါ့နော်အဲကျွန်တော်တို့ကြားတဲ့လောက်တော့အခုချိန်ဒီတော့ license နဲ့ချပေးဖို့အတန်မကြားရသေးပါဘူးခင်ဗျပြီးတော့ ဆိုင်ကအကြောင်းနဲ့ပတ်သက်လို့သိရှိခြင်းနဲ့မေးခွန်းလေးရှိရင်လည်းအခုပဲကွန်မန့်မှာရေးပေးခဲ့လို့ရပါပြီကျွန်တော်အခုပဲကြည့်ပြီးရင်အလဲကျဖြေဆိုပေးပါမယ်ခင်ဗျအောင်စရာကျော်ရီမင်္ဂလာပါကလစ်160ပဲစီလဲအတက်ကိုတဲ့ဟုတ်ကဲ့လောလောဆယ်မှာသူက special edition ဆိုရင်320ဝန်းကျင်မှာဈေးပေါင်နေပါတယ် you version ဆိုရင်တော့135သိန်းဝန်းကျင်မှာဈေးပေါင်နေပါတယ်ခင်ဗျကိုစီတူလင်းရင်မင်္ဂလာပါ2021 2020တဲ့ 150i license ပါရင်ဘယ်လောက်ရှိနိုင်မလဲတဲ့ဟုတ်ကဲ့2021အတော့ 150cd မှာ2021 model ထိပဲရှိမှာခင်ဗျ2022 model ဆိုရင် तू က160ဖြစ်သွားပြီပေါ့နော် 160cc နဲ့ဖြစ်သွားပြီအဲ့အတွက်2021ကို150ရပ်လစ်လိုင်းစင်ကြီးနဲ့ဆိုရင်လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်မှ95သိန်းကနေ120ကျားမှာဈေးပေါက်နေပါတယ်ခင်ဗျနွေးထွေးလာရောင်ကောင်းပါရှင်မင်္ဂလာပါ Asset 1 ton model 2024ပဲဈေးလဲတဲ့ Asset 1 ton 2024ကလောလောဆယ်မှာเนาะ 380ကျော်လောက်မှာဈေးပေါက်နေတယ်ဒါကတော့ license မပါသေးတဲ့ဈေးပေါ့နော် license နဲ့လည်းလောလောဆယ်ကမရနိုင်သေးဘူးခင်ဗျ license တွေကပိတ်ထားစဲမှုလို့လေနော်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုမင်းခန့်ကျော်ရေးမင်္ဂလာပါမဲဆောက်มาပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျေးဇူးတင်ပါတယ်တကူတကလမ်းကြည့်ပေးလို့နော် Oppo အကောင့်ပိုင်ရှင်မင်္ဂလာပါ Dream Cycle 2025ပဲဈေးလဲတယ်ဟုတ်ကဲ့ Honda Dream 125တွေကလောလောဆယ်မှာ လိုင်းစင်မပါသေးပဲ390ဝန်းကျင်မှာဈေးပေါက်နေပါတယ်လိုင်းစင်ပါရင်တော့320တပတ်လလောက်မှာဈေးပေါက်နေပါတယ်ခင်ဗျစပွင်ဘန်ဂရက်အကောင့်ပိုင်ရှင်မင်္ဂလာပါမော်လမြန်ရပါတယ်ကျေးဇူးပါခင်ဗျကိုဝင်းကျော်ကြီးမင်္ဂလာပါထိုင်ရပါတယ်ကျေးဇူးပါခင်ဗျကိုစုံမြူးမောင်ကြီးမင်္ဂလာပါဝိဝန္တအိုင်ပဲစီလဲတဲ့မော်ဒယ်ဘလောက်လဲပေါ့နော်အဲ့ဝိဝန္တအိုင်က2024မော်ဒယ်ဆိုရင်လောလောဆယ်မှာလိုင်းစင်မပါသေးပဲနဲ့ကို390ကျော်မှာဈေးပေါက်နေပါတယ်ခင်ဗျကိုရင်မင်းထွန်းကြီးမင်္ဂလာပါ clip 160 avs 2023ပဲစီးလဲတဲ့ license ပါလားမပါလားပေါ့နော် license မပါဘူးဆိုရင်တော့လောလောဆယ်မှာနော်390တပတ်လည်းမဈေးပေါက်နေတယ် license ပါရင်တော့နှစ်မျိုးရှိမယ်ပေါ့ data license လားရပ်လက် license ကြီးလားအဲ့နှစ်ခုမှလည်းဈေးကွဲတည်တယ်ပေါ့အကယ်၍ data license ဆိုရင်တော့လောလောဆယ်မှာဘိန်းကျောပေါ်မှာ multi ပြီးမှ3000နဲ့ တရားဝင်းကျင်ပေါ့နော်တိန့်တရားတရား၅တိန့်အစတဲ့ဖြစ်ပေါ့တိန့်တရားဝင်းကျင်လောက်မှာဈေးပေါင်နေတယ်ဘိန်းကျောပေါ်မှာတော့မူတီမှာပေါ့နော်အကယ်၍ရပလစ်လိုင်စင်ကြီးဆိုရင်တော့2023 ABS ဆိုရင်တော့တိန့်တရား45တိန့်145တိန့်တရား90နော်တိန့်140နဲ့တရား90ကြားမှာဈေးပေါင်နေပါတယ်ခင်ဗျကိုစော်လင်းအောင်ရင်မင်္ဂလာပါဝင်ကျူးလက်ကီစ် A1Y license နဲ့ဈေးဘယ်လောက်ရှိလဲတဲ့လလောစဲနော် brand new kilo 0ရပလက် license ကြီးနဲ့ကို45တိန့်တပတ်လည်းမှာ ဈေးပေါက်နေပါတယ်ခင်ဗျ။ຫນွေထူးလာရောင်ရင်မင်္ဂလာပါ။ကိုအောင်တူရင်မင်္ဂလာပါ။ညကဝန်တာအက်ဒီဇင်ဝက်တင်မွေတင်အကြံဉာဏ်တောင်းနေတူပါတယ်။ဟုတ်ကဲ့ကိုအောင်တူရေနော်။ကိုအောင်တူကကျွန်တော်မက်ဆန်ဂျာမှာပြောတော့ကဒီ360 80လောက်တက်နိုင်တယ်လို့ပြောတာဖြစ်တဲ့အတွက်အဲ့လောက်တက်နိုင်နေဆိုရင်ဝန်တာတွေကဝယ်ပေါ့နော်။ဝန်တာကလစ်ဝယ်ပါဗျ။ဘာလို့လဲဆိုရင်ဝန်တာကကြတော့ကျွန်တော်ဝန်တာကလစ်ကိုပြီးတဲ့ပြန်ရောင်းချင်ကြရင်ဒါမရှုံဘူးနော်။မရှုံတဲ့အပြင် ကိုစီးရတောင်အမြတ်နောက်တစ်ချိန်မှာတော့ကိုကစီးပြီးလို့ပြန်ရောင်းရင်ကိုမြင်နေတာပေါ့နော်အဲ့လိုမျိုးပါခင်ဗျဟုတ်ဝင်တာပဲဝင်တော့ကိုအောင်သူကျေးဇူးတင်ပါတယ်ခင်ဗျလင်းနိုင်ကောင်းပါရှင်မင်္ဂလာပါမြိုင်ကြီးငွားပါတယ်ကျေးဇူးပါခင်ဗျမင်းအောင်ရင်မင်္ဂလာပါ EDV 160 license ပါစေတည်ခြင်းပါတယ်တရေဦးပါပါတယ်ဟုတ်ကဲ့ ADV 160ကလိုင်စင်ပါဆိုတော့သူကဒီ model တွေကအစအစရှိမှာပေါ့နော် 160cc တဲ့မှာဆိုရင်เนาะ2021 22 23စတဲ့ပြင်ရှိမှာပေါ့လိုင်စင်ပါစီးဆိုရင်လောဆယ်မှာဘိန်းကျောပေါ်မှာမူတည်ပြီးမှ380တပတ်လဲမှာဈေးပေါက်နေပါတယ်ခင်ဗျဖူးဆွေကောင်းမရှင်မင်္ဂလာပါစိုင်ကလုံးဝန်တန်းဘယ်စီလဲတဲ့လိုင်စင်ပါ2025 model တဲ့ဟုတ်ကဲ့စိုင်ကလုံးဝန်တန်း2025ကဒလောဆယ်ဇောင်ချမ်းနဲ့ရန်ဒီယာမထွက်ဘူး အမြမပြည်တော်မှာတင်တုံးငွန်းနေပိတ်သွားကြဲကတောင်ရှမ်းနဲ့ရန်ဒီကအတက်မဝင်တော့ဘူးပေါ့နော်အတက်မဝင်တော့ဘူးအဲဆိုတော့ဒလောဆယ်ဆိုင်ကလုံးတွေကဆိုရင်ခမ်းမဆိုင်ကလုံးရှိမယ်ပြီးရင် PNC အမှတ်တရစိတ်ဆိုင်ကလုံးရှိမယ်ပေါ့အဲဆို PNC ကလလောဆယ်မှာ28သိန်းနဲ့700ဝန်းကျင်မှာဈေးပေါက်နေတယ်ခမ်းမဆိုင်ကလုံး brand new ဆိုရင်လလောဆယ်မှာ36သိန်းနဲ့700ဝန်းကျင်မှာဈေးပေါက်နေပါတယ်ခင်ဗျကျွန်တော်ရဲ့မိတ်ဆွေ Handy Cycle Showroom မှာဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ကိုဖိုးဆိုရင်တော့ ကိုလင်နိုင်ရေ30နဲ့ဘာဘိန်းရမလဲတဲ့30နဲ့ဆိုရင်တော့ဒီတရုတ်ဘိန်းလေးကပေါ့နော် brand new တွေဝယ်လို့ရကောင်းရနိုင်ပါတယ်ဥပမာကန်တာ season eye လေးဆိုရင်ဒါ28သိန်းဝန်းကျင်29သိန်းဝန်းကျင်ဒါပဲရှိတယ်အဲဒီလိုမျိုးပေါ့အဲဆိုတော့တခြားလော်ဂျားတို့ဘာလို့ဆိုရင်တော့33သိန်းတပတ်လဲအဲအဲ့လိုမျိုးတော့တောင်းရမယ်ပေါ့နော်ကမ်ဘိုလို့ဆိုလဲ33သိန်း34သိန်းအဲ့ဒီတပတ်လဲတောင်းရပါမယ်ခင်ဗျတရုတ်ဘိန်းလေးက brand new နဲ့ရရှိနိုင်ပါတယ်ကိုလင်နိုင်ရေဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ ကိုအောင်ကလော်ချာ925ပဲစည်းလေတဲ့ကိုအောင်ရင်မင်္ဂလာပါလော်ချာ925ပဲစည်းလေတဲ့ဟုတ်ကဲ့လော်ချာ925ကလော်လောဆယ်မှာ34တိန်းတပတ်လက်မှာစီးပေါက်နေပါတယ်ခင်ဗျကိုစုံမင်းရင်မင်္ဂလာပါ Honda Alpha 2020ပဲစည်းလေတဲ့ဟုတ်ကဲ့ Honda Alpha 2020ကလော်လောဆယ်နော်သူကဘိန်းကျောပေါ်မှာမူတည်ပြီးမှနော်360ကနေ360ကနေ68တိန်းကြားလောက်မှာစီးပေါက်နေပါတယ်ခင်ဗျမြင့်တန်းကောင်းမှရှင်မင်္ဂလာပါ Campo 15 2019ပါကင်ပဲစီးလဲတဲ့ Modern နိုင်မှာ brand new ပါကင် မရှိပါဘူးเนาะ Round 15 15ဆိုတော့လောလောဆယ်ဘိန်းကျောပေါ်မှာ MotoGP မှာ Campo ဆိုရင်เนาะဘိန်းကျောပေါ်မှာ MotoGP မှာเนาะဒီ16သိန်း17သိန်း16သိန်းเนาะ19သိန်းစတဲ့ဖြင့်ပေါ့ဘိန်းကျောပေါ်မှာ MotoGP မှာအဲ့ဒီဈေးဝင်ခြင်းတွေမှာဈေးပေါက်နိုင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျမန္တလာတားကောင်းမွန်ရှင်မင်္ဂလာပါ CPN 125ပဲစီးလဲတဲ့ CBN 125ကလောလောဆယ်45တိန်ဝန်းကျင်မှာဈေးပေါင်နေပါတယ်ခင်ဗျာ။ကိုဇာနီမင်္ဂလာပါ။ဝန်တာ2018ဘယ်ဈေးလဲတဲ့။ဟုတ်ကဲ့။ကလစ်တဲ့။ဟုတ်ဝန်တာကလစ်2018ကလောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှ390ကနေ380ကျားလောက်မှာဈေးပေါင်နေပါတယ်ခင်ဗျာ။ Steven Rose မင်္ဂလာပါ။နော်။အဲဆိုင်ကပြည့်ရပွဲလေးကိုတဲ့ဂီယာနဲ့စူပါကတ်လေးတွေလိုင်းစင်ပါပိန်းလေးတွေဖောက်ပေးဖို့အစီအစဉ်ရှိလာတဲ့လောလောဆယ်တော့အော်တိုပိန်းတည်ရမယ်လောက်ဖြစ်နေတယ်ခင်ဗျဟုတ် ဒါနောက်ပိုင်းတော့မပြောတာဘူးပေါ့နော်လောလောဆယ်တော့အော်တိုဘိန်တိတက်မယ်လောက်ဖြစ်နေသေးတယ်။ကိုကျွန်တော်ဦးရေမင်္ဂလာပါ။ Ryan Fee 350 CC 918 license ပါဘလောက်ပေါက်လဲတဲ့။ Ryan Fee တဲ့က350တဲ့ကဘယ်မျိုးစားလေးလဲပေါ့နော်။လောဆယ်918ဆိုရင်တော့ဘိန်းကျောက်ပေါ်မှာမူတီမ380 380အဲ့ဒီတပတ်လည်းမှာဈေးပေါက်နိုင်ပါတယ်ခင်ဗျ။ Ryan Fee ဆိုင်ကယ်တွေကကျွန်တော်ရဲ့မိတ်ဆွေကိုမျိုးဝင်းဆိုင်ကယ်ရှိုးရူမ်မှာရှိပါတယ်နော်။ကိုမျိုးဝင်းဆိုင်ကယ်ရှိုးရူမ်မှာလာရောက်အားပေးလို့ရပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Lucky Diamond ရေမင်္ဂလာပါ။ နော်ကမ်မိုစီယံ 5G ပဲဈေးလဲတဲ့ကမ်မိုစီယံ 5G တွေကဈေးကောင်းပါတယ်လလောဆယ်မှာ38သိန်းတစ်ပတ်လဲလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျကမ်မိုစီယံမနေက Wi-Fi ရထက်တောင်သူကဈေးကောင်းလေးတယ် Wi-Fi ရတွေကမှလလောဆယ်36သိန်းတစ်ပတ်လဲပဲရှိတယ်နော် K2 ကောက်မိုက်ရှင်မင်္ဂလာပါ license service ကိုပြီး2018 second ဆိုရင်ဘယ်ဈေးပေါက်မလဲတဲ့2018 model ဆိုရင်လလောဆယ်ဘိန်းကျောက်ပေါ်မှာ multi view မှာ 85တိန်တပတ်လေလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ right way of myanmar ကောင်းဝိုင်းရှင်မင်္ဂလာပါခင်ဗျာအားပေးလို့ကိုတက်နောင်ရင်မင်္ဂလာပါကန်တာ125 2019ဘယ်ဈေးလဲတဲ့ဟုတ်ကဲ့ကန်တာ125 2019ကလောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှနော်73တိန်း14တိန်း15တိန်းပေါ့နော်ဘိန်းကျောပမာမူဒီမှာ73တိန်းကနေ15တိန်းကြားလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျာလူကျော်ကောင်းပါရှင်မင်္ဂလာပါယာမာဂရန်ဖီလာနိုမိထားတဲ့ဗရာတဲ့ဟုတ်ကဲ့ စီရင်နှုံလီလာခမရဂရန်ဖီလာနိုကလောလောဆယ်နော်ဒီ2025မော်ဒယ်ဆိုရင်တော့လောလောဆယ်လိုင်စင်ပါပါတီဘက်နဲ့ကို390ကျော်ပါခမလိုင်စင်ပါရင်တော့တရားကျော်နိုင်တာပေါ့နော်ဒါပေမဲ့လောလောဆယ်လိုင်စင်ပါနဲ့လည်းမရနိုင်သေးပါဘူးခမအဓိကတော့လိုင်စင်တွေပိတ်ထားစေမှုပါခမကိုစုံမျိုးတူရေမင်္ဂလာပါဒိုင်ယန်ဝန်တန်ပဲစည်းလေတဲ့ဒိုင်ယန်ဝန်တန်လေးကလောလောဆယ်34သိန်းတပတ်လမှာဈေးပေါက်နေပါတယ်ခမဘက်အခက်ကောက်မှရှင်မင်္ဂလာပါ PC 2018 license နဲ့ပဲစည်းလဲတဲ့လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှတိန်း130ဝန်းကျင်လောက်မှာဈေးပေါက်နေပါတယ်ခင်ဗျကိုကျော်တေဦးရေမင်္ဂလာပါဟိုနာကလေး160 parking နဲ့တဲ့ဟိုနာ dream 15 parking ဘယ်ဟာဝတ်တက်လဲတဲ့ထီလာမြို့ကပါတဲ့ဟုတ်ကဲ့ဟိုနာကလေး160 parking ဝယ်စီးပါခင်ဗျဘာလို့လဲဆိုရင်မြန်မာနိုင်ငံအကြိုက်ကကြတော့ဟိုနာကလေး160ကပို့ပြီးမှလူကြိုက်များတယ်အဲ့တော့ပြန်ရောင်းချိန်လဲဟိုနာကလေး160ကပို့ပြီးမှ ရောင်းကောင်းပါလိမ့်မယ်နည်းနည်းရောင်းထွက်ပါလိမ့်မယ်ဒါတော့ကျွန်တော်တို့ကနောက်တစ်ချိန်ထိပြန်စမ်းစားထားရတာပေါ့နော်အဲ့အတွက်ဝနာကလစ်ကိုပဲရွေးချယ်စီးနင်းပါလို့အကြံပြုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်မူတနီကဆိုင်ရှိသူမိတ်ဆွေတွေအားလုံးစိတ်ချမ်းသာကိုကျမ်းပါလို့စီးပွားရေးတွေအဆပေါင်းများစွာတိုးတက်အောင်မြင်ကြပြီးဘေးအန္တရာယ်အတွက်တွေကင်းရှင်းကြပါစေကြောင်းကျွန်တော်ကြောင်ကစုမအောင်တောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ရက်ဒီမှာလည်းမူတနီကဆိုင်ရှိသူမိတ်ဆွေတွေအတွက်အခြားသောအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါမယ်ခင်ဗျာ